ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature key channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ဖျက်ပြတက်ဆက်ပေးခြင်းနဲ့စာပေါ်ကောင်းရာတော့ဆရာမနန်းနှင်းစနေရေးသားထားရဲ့မြို့ဝတ်တဲ့တန်းကျွယ်တထေးလို့အမည်ရတဲ့စာအုပ်ထဲမှာစာပေါ်ကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖျက်ပြတက်ဆက်ပေးသွားမှာဖြစ်ပါတယ်စာပေါ်ကောင်းလေးရဲ့နာမည်ကမင်းကြီးတော်တဲ့နည်းရစီတို့လို့အမည်ရပါတယ်ကျွန်တော်နဲ့အတူဒီစာပေါ်ကောင်းလေးကိုနားဆင်ကြအောင်ပါခင်ဗျာမင်းကြီးတော်တဲ့နည်းရစီတို့ ဒီလိုအတွေ့အကြုံမျိုးကိုတွေ့ကြုံခံစားမှုကြမယ်ထင်ပါတယ်။တငယ်ချင်းတွေနဲ့ကော်ဖီဆိုင်တစ်ဆိုင်မှာတွေ့ကြတယ်။တရညင်ညောင်းတဲ့တေးသံတွေကိုခံစားရင်ကော်ဖီကိုအရသာခံတောင်းပြီးတော့ဘေးကုန်းကတပြစ်တောက်တောက်ညီးထွားတဲ့တချို့ကသင်တို့ရဲ့ပျော်ရွှင်ခြင်းတွေကိုဖျက်ဆီးလိုက်တယ်။ဒါပေမဲ့ဒီလိုအခြေအနေကိုဘာမှမလုပ်နိုင်ခဲ့ဘူး။တကယ်တော့မကြည့်နဲ့ညီးထွားတဲ့အပြုအမူကသူတို့ဘားရဲ့စိတ်ခံစားချက်ကိုတက်ရောက်စေနိုင်ပါတယ်။ဒါကြောင့်ညီးထွားတဲ့အချင်းရှိခင်ခြေလန်းတွေကိုရှက်တံပြီး ကိုဟာညှိတွားတဲ့ဆောင်းပိုင်းထဲမှာတပွဲလေလေဖြစ်နေပြီလားဆိုတာကို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 စမ်းစစ်ဆေးခြင်းပါတယ်။နိုင်ငံခြားမှာပညာသင်ယူစဉ်ကနီနီလို့ခေါ်တဲ့တင်ငချင်းတယောက်ကျမမှာရှိခဲ့တယ်။နီနီဟာမကျေနပ်ညှိတွားတာကိုဘဝရဲ့တစ်စိတ်တစ်ပိုင်းလို့ခံယူထားသူဖြစ်တယ်။ဒါဟာလေသူ့ကိုတင်ငချင်းအပေါင်းအသင်းနဲ့စီတဲ့အချက်တစ်ချက်ဖြစ်ခဲ့တယ်။သူနဲ့ကျမကတင်ငချင်းနောက်ပြီးသူတငယ်ချင်းနဲ့မှာကျမအပါဝင်တငယ်ချင်းနည်းနည်းပဲကျန်နေတော့မယ်ဆိုတာကိုတတိထားမိတဲ့အချိန် သူ့ကိုနှီးတိုင်းညီးတွားမနေသင့်တော့ဘူးလို့ကျမထင်လိုက်တယ်။တနေ့ညနေကျောင်းဆင်းတော့တငယ်ချင်းတချို့ ਨੇ ကျောင်းစားတော့ဆိုင်ကိုကျမတို့ရောက်လာခဲ့တယ်။တငယ်ချင်းအားလုံးထမင်းတူထိုင်စားချိန်မှာနီနီယာသူ့တဘာဝစပြီးညီးတွားပါတော့တယ်။လီဆာကိုနင်းလို့တည်လား။ဘေးကအကြောင်းသူလေးလို့နီနီကရုတ်တရက်ပြောလိုက်ပါတယ်။တည်တယ်။ကျောင်းမှာနမယ်ကြီးစင်းဝင်တယောက်ပဲ။တခြားသူကိုချီးမွမ်းဖို့သူနားလေသွားပြီလို့ကျမထင်လိုက်တယ်။ ဟုတ်လို့လားသူနာမည်ကြည့်ရလို့ငါတော့မထင်မိဘူးသူခန်းဆောင်ပတ်ဆောင်လုံလုံးနေလို့မင်းမထင်အောင်လားစကားပြောရင်ပညာသားပါပါနဲ့ရင်ရင်ကြည်ကြည်နဲ့အစင်းနှင်းနည်းနဲ့မိသားစုကပဲမွေးလာသလိုလိုညီရသူကိုအားအသင့်စီတယ်ပြီးတော့ရှိသေးတယ်လူကိုတွေ့ရင်သူကစပြီးမနှုတ်ဆက်တတ်ဘူးသူကိုယ်သူအထင်ကြီးလုံးနေလားခင်ဗျာလုံးဝငယ်လေးပေါ်တက်ပေါင်နေရလားဒီနည်းရဲ့အမှုရာကနှောင့်ပြောင်းသလိုနဲ့ဒီစားရဲ့မဟုတ်တဲ့ရင်ကိုအားရပါရပြောနေပါတယ် သူ့မှာတကယ်အစွမ်းစားရှိလို့ပါအကြောင်းစာမှာအမှတ်ကောင်းမယ်အားကစားမှာလည်းတော်တယ်တချင်းစုပြန်ခွဲမှာလည်းအဆင့်ချိန်သေးတယ်လို့တကယ်ဖြစ်ဒီကိုချမကအငင်းငင်းသာသာပြောပြတော့ဘာထင်ကြီးစရာမှမရှိဘူးသူ့ကိုငါကြည့်လို့ကိုမရဘူးနင်းကြီးကသူ့အထင်အမြင်ကို၅မိနစ်တိတိထုတ်ဖို့ပြောနေချိန်မှာတငယ်ချင်းအတီးတီးထထွက်သွားကုန်ကြပါလေဒီလိုအပြစ်မျိုးတစ်ခေါက်ပြီးတစ်ခေါက်ဖြစ်ဖြစ်ခဲ့ပါလေစဆာချင်းမှာတခြားသူတွေထက် ညီမီပူညီတွားတဲ့ယုံပဲလို့ကျွန်မထင်နေတယ်။ဒါပေမဲ့အတန်းပေါ်တွေတပြေးပြေးသူစီကနေခွာသွားတော့ဒီကိစ္စဟာပုတ်ပုတ်တန်တဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုကျွန်မတအံ့တောသတိထားလိုက်မိတယ်။ညီနီငါကနေတဲ့ငယ်ချင်းလားလို့သူ့စကားကိုကျွန်မရှုပ်တရဖြတ်ပြီးနေလိုက်တယ်။ဟုတ်တယ်လေဘာဖြစ်လို့လဲ။တငယ်ချင်းတယောက်အနေနဲ့ငါနေကိုအချမ်းတစ်ခုပေးခြင်းနေ။ အချိန်တော်တော်များများမှာအခြေမနက်နဲ့နင်ညှိတွားနေတယ်ဆိုတာကိုသင်သတိပြုမိရတာ။ဒါကြောင့်အတန်းပေါ်တော်တော်များများအနည်းငယ်စကားတွေကိုမနစ်သက်ခဲ့ဘူး။ဘဝမှာညှိတွားတာတွေမချေနှက်တာတွေများရင်နင်လည်းမပြောရွှင်သလိုတခြားသူတွေကိုလည်းတက်ရောက်စေတယ်။ဒါကြောင့်နောက်တစ်ခါနင်ညှိတွားရင်၅မိနစ်မကျော်စေနဲ့လို့မအားလို့ကလေးပြုမယ်။ချက်လား။အညီတွားကြိုက်နှစ်သက်သူကိုမညီတွားဖို့ပြောတာဟာအမှန်တန်ခက်ခဲကြောင်ကျွန်မသိပါတယ်။ဒါပေမဲ့ သူ့ကိုဒီအကျင့်ဆိုးတွေဖျောက်ပြစ်စေခြင်းခဲ့ပါတယ်။နီနီကကောင်းနေပြီးတိတ်ဆိတ်သွားခဲ့တယ်။ကျမရဲ့စကားတွေကနားကလောဖို့ကောင်းပေမဲ့သူ့ဘဝကိုညှိတွားတာတွေနဲ့ထက်ရက်မနှောင်ထားဖို့ကျမတကယ်မျှော်လင့်မိပါတယ်။နီနီကသူ့မှာတန်ငင်ချင်းတွေတဖြည်းဖြည်းနဲသွားတာကိုသူ့ကိုယ်သူပဲသတိထားမိခဲ့တယ်ထင်ပါရဲ့။ညှိတွားတဲ့တဲ့သူ့အချင်းကိုသူတဖြည်းဖြည်းစပြောင်းလဲပြစ်ခဲ့တယ်။အချင်းကြလာတာနဲ့အမြောက်နီနီမှာတန်ငင်ချင်းတွေပြန်တိုးလာခဲ့ပါတယ်။ကျောင်းပိတ်လို့ထိုင်ဝမ်ပြဲမဲ့ ခြေတညမှာမိမိကကျမစီလာပြီမချိနဲ့မကြီးတွားတော့ဘဝဟာလည်းပိုပြောရွှင်လာရဲ့နင့်ရဲ့ကျေဝါကျေးဇူးတင်ပါတယ်လို့ပြောပါတယ်ဤတွားတယ်ဆိုတာစိတ်ရထွက်ပေါက်တစ်ခုပါဤတွားတယ်ဆိုတာအမှန်တကယ်ရှိတာကိုကိုယ်ရှောင်နေထင်မြင်ချက်တစ်ခုပါဤတွားလို့ရပါရင်ဒါပေမယ့်ဘဝတတ္တတာကိုဤတွားတာနဲ့အဆုံးမတက်လိုက်ပါနဲ့တကယ်လို့တဏိတာရဲ့အချိန်တော်တော်များများကိုဤတွားတာ မချေနှက်တာတွေနဲ့ပဲသင်ကုံဆုံးမိမယ်ဆိုရင်သင်ခန်းစားချက်ကိုသင်ထင်းကြီးဖို့လုပ်နေပါပြီ။ဒါဟာသင်မတိမတာလုံးဝနေတဲ့အပြုတ်မှုဖြစ်ရင်လည်းဖြစ်မယ်။ဒါမှမဟုတ်သင်ကြံ့သားရသွားတဲ့အပြုတ်မှုလည်းဖြစ်နိုင်ပါတယ်။အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းတွေကတော့ဆမ်မနန်းနိုင်စနေရေးသားထားတဲ့ Pivot Day တန်းကျွယ်တတိဆိုတဲ့စာအုပ်ထဲမှာမင်းကြီးတော့တဲ့နေရစီတို့လိုအမြင်ရတဲ့ဆောင်းပါးကောင်းတွေတစ်ပုဒ်ကိုရွှေချယ်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ ီစာမလေးပါဆိုလို့ရှိရင်ညီးတွားတက်တဲ့လူတယောက်ကြောင့်ကျွန်တော်တို့ဘေးဘက်ဝင်ချင်တဲ့သူတွေအပေါင်းအသင်းတွေကစိတ်အနှောက်အယှက်ဖြစ်ရတဲ့ဆိုတဲ့အကြောင်းအရာလေးကိုဒီစာမလေးမှာကြီးသားထားတာကိုတွေ့ရပါတယ်။ကျွန်တော်တခေတ်ဒီလူမှုပတ်ဝန်းကျင်လူလောကမှာလေကိုယ်ပင်နာမှာညီးတွားတက်တဲ့သူဓမ္မမဟုတ်လေဟိုတရားရောက်ရဲ့အဖြစ်ကိုတစ်ဖြစ်တော့တော့နဲ့ဘေးနာမှာတစ်ချိန်လုံးထိုင်ပြောနေတတ်တဲ့သူရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘေးနာကသူတွေတကယ်ပဲစိတ်ညစ်ညူပါပါတယ်စိတ်ပြတ်ရပါတယ် အဲဒီလိုတငယ်ချင်းမျိုးဒီလိုအပေါင်းအသင်းမျိုးပို့ပေးနိုင်မှာရှိရဆိုလို့ရှိရင်တော်တော်ပေါင်းရတရားခတ်ပါတယ်။အဲကိုပိုတိုင်းနဲ့သူစီကနေအဲ့လိုမျိုးညီထွက်တတ်တဲ့အဲလူမျိုးတစ်ပါးကိုအပြစ်တင်ဝေဖန်တတ်တဲ့အခြင်းတွေကိုစီကိုလည်းကုဆတ်လာစီနိုင်ပါတယ်။ဒါကြောင့်မလို့ကို ကိုတိုင်းနဲ့ဒီလိုအမှုအခြင်းတွေဒီလိုပြုမှုတွေကို မကုဆတ်အောင်ကိုကိုကိုတတိထားရပါမယ်။ထိမ့်သိမ်းရပါမယ်။တကယ်လို့ကိုယ့်ရဲ့အပေါင်းအသင်းကိုယ့်ရဲ့တငယ်ချင်းတွေမှာလေဒီလိုအပြစ်မှုဒီလိုမျိုးအမှုအခြင်းတွေရှိတဲ့ တငယ်ချင်းရှိခဲ့တယ်ဆိုရင်လေဒီတငယ်ချင်းကိုကျွန်တော်တို့ဒီပြုမှုတွေကိုပြောင်းလဲပြဖို့ကျွန်တော်တို့အကြံပေးရပါမယ်အဲ့ဒါမှကျွန်တော်တို့တွေကဒီလူမှုပတ်ဝန်းကျင်မှာအင်မတန်မှနေကျင်စရာကောင်းတဲ့လူမှုပတ်ဝန်းကျင်တစ်ခုဖြစ်လာနိုင်ပါတယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးဆောင်ပါကောင်းတွေပါတယ်ဆံမနိုင်နိုင်စနေရေးသားထားတယ်ပြဝတ်တဲ့တန်းကျွယ်တတိမူရင်ဆောင်ကောင်းတွေကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ pressure free channel လေးမှာအတောင်းလိုက်ပါတယ်ခင်ဗျာနားဆင်သူများအားလုံးပေးရန်ကတဲ့ကင်းကျင်ကြပါစီ ဒေါသခတ်သိမ်းကင်းကျင်းကြပါစေ။စိရင်ခတ်သိမ်းကင်းကျင်းကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။မရှင်သူများအားလုံးဘေးရန်ကြောက်ကြဆင်းရဲကြီးကိုစိတ်နှဖျားကျန်းမာချမ်းသာကြပါစေ။ကောင်းကျိုးရာဆန္ဒများလည်းလုံးတော့အပြည့်စုံကြပါစေ။ကျွန်တော်ရဲ့ literature feature channel လေးမှာနှာစင်ပေးခဲ့ချာသူတူတူရောက်ချင်းကြီးကိုဆုတောင်းမြတ်တာပို့ပါပေးလိုက်ပါရခင်ဗျာ။